hello အလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့ live stream မှာဆိုလို့ရှင်တော့နီးပြဖြစ်သူ Ruben Ammo ရင်ကကျွန်တော်တို့ဒီဘောလူပွဲနဲ့ပတ်သက်လို့ဗောနော်ဒါတင်းသာရှင်းနေပွဲကျွန်တော်လှုပ်ထားတာရှိတယ်အဲ့ဒီထဲမှာ injury ပြဿနာတချို့လေကျွန်တော်တို့ပါနေတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပေါ့လေဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဆွေးနွေးသွားရအောင်ပါဒီနေ့ညမှာကျွန်တော်တို့ဒီဘောလူပွဲရှိတယ်ဆိုတဲ့အခါကျတော့ watch လောင်းသွားဖို့ကျွန်တော်ရှိပါတယ်အတင်းအတွက်အရေးကြီးဆုံးပွဲပေါ့လေ ဒီညပွဲကတော့ဒီတရားဒီလုံးအနေထားနဲ့ကျွန်တော်ကြည့်ရင်အသင်းအတွက်အရေးကြီးဆုံးပွဲပါဆိုတော့လုံးဝမှားလို့မရဘူးတိုင်ပက်လို့ကျွန်တော်မရဘူးဆိုတော့ပွဲမျိုးကိုကောင်နေဘယ်လိုလုပ်ပြနိုင်မလဲဆိုတော့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ရောနီပြားဖြစ်သူရူဘင်အမိုရီနိုနော်ဘရူနိုဖန်နက်စ်တို့ဟယ်ရီမက်ကွိုင်းယားတို့ဘာတွေပြောထားလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆက်သမားရေနော်။ Okay ဆိုတော့ပထမဆုံးအနေနဲ့ညီပြဖြစ်သူရူဘင်အမိုရင်ပြောတဲ့တဲ့ကကျွန်တော်တို့ injury ပြဿနာတွေကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ရအောင်နော်အဲတိုက်စစ်မှုဖြစ်တဲ့ Joshua Zixie ရဲ့ကြံ့ခိုင်မှုအခြေအနေကအရင်ကြီး100%ပုံစံမျိုးပြည့်ဝနေတာမျိုးတော့မဟုတ်ဘူးလို့သူထင်နေပေါ့နော်ဒဏ်ရာရကစားသမားတွေအနေနဲ့ဒီပွဲကိုပြန်ကစားနိုင်ဖို့အတွက်သူတို့အတော်လေးပြန်ပြီးတော့တက်တာလာတာမှန်တယ်သူတို့တွေဒီပွဲအမိပြန်ကစားနိုင်ဖို့ကြိုးစားခဲ့ကြတာမဟုတ်တယ်ပေါ့နော်ဒီကစားမားတွေရဲ့ခန်းစားချက်ဘိုလ်ဝဲကိုကစားခြင်းရဲ့ရည်ရွယ်ချက်တွေကိုသူ့အနေနဲ့လုံးဝလေးစားရှိ လေးစားရတယ်ပေါ့ဗျာ သူတို့ကဒီပွဲရဲ့လူစင်းနဲ့မှာပါဝင်ခြင်းစိတ်အရင်ပြင်းပြင်းပြပြကိုရှိခဲ့လို့ကြိုးစားခဲ့ကြတာပေါ့အချိန်မီပြန်ပါနိုင်အောင်လို့အတိုင်းမဲ့လို့ပေါ့နော်အဲကျွန်တော်တို့ဘက်ကလည်းသူတို့ကိုတွန်းအားပေးတာတွေတော့ရှိတာပေါ့လေပေါ့နော်အဲဒါဟာအင်မတန်ကောင်းတဲ့လက္ခဏာပဲပေါ့နော်ကစားမားတွေရဲ့ injury နဲ့ပတ်သက်လို့ရှိရင်ဒီတွေ့သူတို့ကစားမဲ့ minute တွေကတော့အကုန်အတန်အကန့်အသတ်တော့ရှိမယ်ပေါ့ဗျာ first line နဲ့မှာထွက်လာပြီးတော့ဒုတိယပိုင်းမှာပြန်ပြီးတော့အနားပေးတာမျိုးလည်းရှိကောင်းရှိနိုင်တယ်။ first line နဲ့မှာမပါပါဘူးမဲ့လို့ ဒုတိယပိုင်းမှာကျွန်တော်ထည့်တာမျိုးလည်းရှိကောင်းရှိနေနေဆိုတဲ့ပုံစံမျိုးဖြစ်မယ်။တော့ဒါအပြင်သူ့အနေနဲ့သူတို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပွဲကိုအနိုင်ရအောင်ကူညီပေးနိုင်တယ်ဆိုပြီးတော့ပြောထားတယ်။ဆိုတော့ကျွန်တော်တို့ဂျိုဂျူအာ60ဒီကိုဒါလောက်နဲ့တော့ကျွန်တော်အရေးကြီးတဲ့ကျွန်တော်ဒါဗာလဲလန်နီယူရိုတို့၃ယောက်စလုံးကဆိုတော့ဒီနီးပြဖြစ်သူကပြန်ပါနိုင်နေဆိုပြီးတော့ပြောတဲ့အခြေအနေမျိုးပါပဲ။ထင်ပါတယ်လန်နီယူရိုကပုံမှန်ပွဲထွက်လူစင်းမှာပါလာပြီးတော့ zigzi နဲ့ဒီကိုဒါလောက်ကတော့ဒုတိယပိုင်းလောက်မှာပဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ နော်အခုပလက်ရှိပုံစံရကသူတို့ကစားလို့ရနေပြီမိနစ်အပြည့်တော့ကစားလို့မရဘူးအတိုင်းတာတစ်ခုတွေတော့သူတို့ကန့်သက်ထားမှာဒုတိယပိုင်းမှာလန်နီယူရိုကိုလဲလိုက်တာမျိုးနော်ဒုတိယပိုင်းမှာဇစ်ဆီနဲ့ဒီကိုဒါကိုထည့်ပြီးတော့ first line နဲ့ကကစားမတချို့ကိုအနာပြေးလိုက်တာမျိုးဒါမျိုးတွေကျွန်တော်ဂျုံဝနိုင်တယ်အဲကြောင့်နီးပြပြသူတို့ပင် MOD ကတော့ဟုတ်တယ်မှန်တယ် 6G အပြင်တခြားကစားမ2ယောက်ကလည်းကြံ့ခိုင်မှုတွေပါပြီး100%ညီပြဝနေကြတာမျိုးမဟုတ်ပြီမဲ့လေလို့ အသင်းကိုနိုင်ပွဲရအောင်တော့ကူညီပေးနိုင်တယ်ဒီပွဲကစားဖို့အတွက်လည်းသူတို့ကြိုးစားထားကြတာပေါ့ဒါဗီမဲ့လို့ပေါ့နော်ဒါဗီမဲ့လို့ပွဲကစားခွင့်ကတော့သူတို့အနေနဲ့မိနစ်တွေကန့်သက်သွားမယ်ဆိုပြီးတော့ပြောထားတယ်ဒါဗီနောက်ကန်ကစားမှဖြစ်တဲ့ဒီလစ်ကတော့ဒီပွဲကိုလုံးဝပါဝင်ကစားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒီလစ်ဒီတုံးကလုံးဝဒီပွဲကိုပါဖို့မရှိဘူးပေါ့နော်ဒီလစ်တွက်ကတော့တော်တော်ကံမကောင်းဘူးလို့ကျွန်တော်ပြောရမှာပေါ့ဗျာအသင်းရဲ့ကျွန်တော်တို့ကအရေးကြီးဆုံးပွဲမှာသူပါဝင်ခွင့်မရဘူး ဒါပြင်အတင်းကခန်းစစ်လူနေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာဟိုဒီလေးကိုကျွန်တော်မတွေ့ရဘူးပေါ့နော်ဒါတော်တော်လေးတော့အားနေသွားမယ့်အခြေအနေမျိုးပေါ့လေဆိုတော့လန်နီယိုတို့ရှိမယ်ဟယ်ရီမကွိုင်းယားရှိမယ်ပြီးရင်နောက်တစ်ယောက်ကလူရှော်ပဲဖြစ်ဖြစ်မာစတာဝီပဲဖြစ်ဖြစ်ကျွန်တော်တို့ထည့်ရမှာလားမလားပေါ့အဲ့လိုမဟုတ်ဘဲနဲ့လူရှော်ရဲ့ဟယ်ရီမကွိုင်းယားရဲ့ပါလာပြီးတော့လန်နီယိုတို့မပါပဲတခြားဆန်တာဘက်ပါလာမလားကျွန်တော်ကြည့်ရမယ်ဒါက injury ပြဿနာတွေနဲ့ပတ်သက်လို့ပေါ့လေဆိုတော့ဒီ၃ယောက်ပဲ injury ကိစ္စကကျွန်တော်ထူးပါတယ် ကျန်တဲ့ကစားမတွေကတော့ဒါလုံးဝ injury ပြဿနာတွေအထူးခြားမှုမရှိဘူးပေါ့နော်ဆိုတော့အဓိကတော့ပရိသတ်တွေက zigzi တို့ကျွန်တော်တို့ဒါ lenny yuru တို့ကိုအမျှော်လင့်ဆုံးပဲပွဲထွက်လူစင်းမှာတော့ပါဖို့အတွက်တော့ကျွန်တော်အများကြီးတော့ကျွန်တော်မျှော်လင့်မထားဘူးပေါ့နော်နီးပြပြောပုံအရဆိုလို့ရှိရင်နောက်တစ်ခုနီးပြပါတယ်ပြောထားသေးတယ်ဆိုတော့နီးပြကခဏလေးပြောနော် ဒီပွဲရဲ့ရလက်ပဒီပွဲရဲ့ရလက်ကပေါ့နော်ကျွန်တော်တို့ရဲ့အနာဂတ်နဲ့တူတူပူတူနီးပြဖြစ်သူအမိုရင်းရဲ့အနာဂတ်နဲ့သက်ဆိုင်နေဆိုတာမျိုးတော့သူမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီယာဒီကိုအဆုံးသက်မှာအများကြီးအကူအညီဖြစ်သွားလိမ့်မယ်ပေါ့ဒီဖလားသာရခဲ့မည်ဆိုရင်ဥရောပဖလားကိုအနိုင်ရတာကတကယ်ကိုအရေးကြီးတဲ့အတွက်လူတွေကအသင်းကိုတည်တယ်မတူညီတဲ့ပုံစံမျိုးနဲ့ကြည်လာနိုင်တယ်ပေါ့နော်ဒီယာဒီကိုတော့လက်ရှိဒီညကံမဲ့တပွဲတည်းနဲ့တော့ လုံးဝအပြောင်းလဲဖြစ်သွားစီမှာမဟုတ်ဘူးဆိုတာလူတိုင်းသိထားတယ်ပေါ့ဒါပေမဲ့လို့ဥရောပဖလားကိုအနိုင်ရတာက ကျွန်တော်တို့ရဲ့အနာဂတ်ကိုတိဆောက်နိုင်စွမ်းရှိတယ်ဆိုတဲ့ခံစားချက်ကို ပုံမူရဖို့အတွက်အကူအညီဖြစ်နိုင်တယ်ဆိုပြီးတော့သူပြောသွားတယ်ဒါကမှန်တဲ့အရာပဲကျွန်တော်တို့သိတယ်လို့ပဲဒီဥရောပဖလားကြီးရလိုက်လို့ကျွန်တော်တို့ရဲ့ပရီးမီးယားလိမှာဖြတ်တန်းလာခဲ့တဲ့ပွဲစဉ်တွေအခြေအနေတွေကအကုန်လုံးကောင်းသွားမှာမဟုတ်ဘူးဒီဥရောပဖလားကြီးကိုရလဲအဆင့်16က16ပဲ19က19ပဲဟုတ်တယ်မလား ဒါဒါပဲဒီထက်ပိုပြီးတော့ကောင်းလာမှကျွန်တော်မဟုတ်ဒါကြီးကိုအပြောင်းလဲလုပ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့လို့ကျွန်တော်တို့ရဲ့နောက်ရာသီအတွက်လာမယ့်နွေရာသီအတွက်အသင်းရဲ့အနာဂတ်လာမယ့်ရာသီတွေနဲ့သက်ဆိုင်တဲ့အရာတွေကြရင်ဒီဖလားဟာအများကြီးအပြောင်းလဲဖြစ်သွားမှာကျွန်တော်တို့ကလည်းရှေ့ဆက်သွားဖို့ကြိုးပမ်းနေတဲ့အသင်းတသင်းဖြစ်တဲ့အတွက်ကိုယ့်အနာဂတ်ကိုယ့်ရှေ့ဆက်မဲ့လမ်းကို ပြောင်းလဲနိုင်မဲ့အရာတွေကိုကျွန်တော်တို့ကကြည့်ရမှာပဲနော်ကြည့်ရမှာပဲဆိုတော့ဟိုလက်ရှိကျွန်တော်တို့ဒီအကယ်လို့ပေါ့နော်ဖလားသာရခဲ့မယ်ဆိုလို့ရှိရင်ဗျာ ်ဟို Champions League ဝင်ခွင့်ကလည်းကျွန်တော်ရသွားမယ်။တိုင်ပတ်နေပါတယ်ဆိုတဲ့ယာစီမှာသူများတွေအိမ်မက်မက်လောက်တဲ့ဖလားတစ်လုံးကိုကျွန်တော်ကရတာ။နောက်သူများတွေလိုအရန်ကောင်းပြီးတော့ဘာမှအခြေအနေမကောင်းတဲ့အရာမျိုးတွေမဟုတ်သေးဘူးနော်။စုပ်ပြတ်တက်နေပါတယ်ဆိုတဲ့ယာစီမှာကိုရီးယားဥရောပဖလားတစ်လုံးကျွန်တော်ရတဲ့ပြင် Champions League ဝင်ခွင့်မှာကျွန်တော်ရမှာ။ဒါရီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီအတင်းရဲ့ပေါ့နော်အပြောင်းရွှေ့ဒီမှာဆိုလို့ရှိရင်အများကြီးအပြောင်းလဲဖြစ်သွားတော့မှာအပြောင်းရွှေ့ကာလာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကစားမကောင်းတွေကိုကျွန်တော်ခေါ်နိုင်မယ်ကိုဒီ ိမှတ်ထားတဲ့ကစားမတွေကိုခေါ်ဖို့အတွက်ပို့ပြီးတော့အခွင့်အရေးရှိလာမယ်ချန်ပီယံစ်လိဝင်ခွင့်ရတာမျိုးဖြစ်တဲ့အတွက်ချန်ပီယံစ်လိကစားခြင်းတဲ့ကစားမတွေအသင်းကိုကျွန်တော်ရောက်လာနိုင်စွမ်းကျွန်တော်ရှိတယ်အသင်းဘက်ကအမှန်ကန်ပိမှတ်ထားတဲ့ကစားမတွေကိုတည်တည်ကြာကြာခေါ်နိုင်စွမ်းကျွန်တော်ရှိလာမယ်ဒါကြောင့်ပြီးခဲ့တဲ့လက်ရှိဖြတ်သန်းနေရတဲ့တရာဒီလုံးအစဉ်စကြောက်ဆက်ကွန်ဆိုတာကြီးကိုဒီဖလားကအပြောင်းလဲပေးမှာမဟုတ်ဘူးဒါပေမဲ့လို့ကျွန်တော်တို့နောက်ရာသီအတွက်ပိုကောင်းလာဖို့အတွက်ဆိုရင်ကစားသမားကောင်းတွေခေါ်နိုင်ဖို့အတွက်ဒီဖလားက အများကြီးအထောက်အကူပြုလိမ့်မယ်ဒါကိုကျွန်တော်တို့အနေနဲ့တေချာကိုကိုပြပြသိဖို့လိုတယ်ကိုကစားမားတွေနေလဲမင်းတို့နောက်ရာသီ Champions League ကစားခြင်းတလားကစားခြင်းနေဆိုဒီပွဲကိုဖလားရအောင်ယူတာပဲဒါညီနီးပြဖြစ်သူတို့ပင် MOD ကတော့ဒီဖလားကအတိတ်ကိုတော့အပြောင်းအလဲမပေးဘူးအနာဂတ်ကိုတော့အများကြီးပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုပြီးတော့ကျွန်တော်ဒါဘယ်လိုပြောမလဲဒီဟာဖြစ်ထားတယ်ညီပြကတော့ပြောထားတယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါ MOD ကတော့ ီအတင်းဟာဒီဖလားရလို့ရှိရင်အနာဂတ်ဒီပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုသူပြောတော့တာသူပြောတာကတော့ချက်ဒီမားကြီးသိကြမှာနော်ဆိုတော့နော်အဲမမဘူးမှန်တယ်ပြောရရင်နော်ကျွန်တော်တို့တို့ကအရေးကြီးပါတယ်အရေးအများကြီးကြီးပါတယ်နော်အဲချက်စီနဲ့ပွဲမှာပေါ့နော်လူဝင်အားအပြည့်ထုတ်တုံသွားတဲ့အပေါ်မှာဘလူဘလူပြောမလဲပေါ့အထူးသဖြင့်ပြိုင်ဘက်ကစပါရိုးဘာလို့ကကျွန်တော်သာဒီစပါရိုးဘာလို့ကလူတွေဘာတွေအမှန်ကန်အနာပေးနေတဲ့ချိန် ကိုရီးယားဘာကြောင်ပေါ့နော်လူစင်ရင်အပြည့်ထုတ်သုံးခဲ့ရလဲပေါ့ဘာကြောင်လဲပေါ့နော်ဆိုတော့ဒါကိုကျွန်တော်အနေနဲ့နီးပြဖြစ်သူကတော့ကျွန်တော်ပြောထားတယ်ကျွန်တော်အနေနဲ့တော့ပေါ့နော်အချင်းဒီဒီကိုကျွန်တော်ကြည့်ဖို့လူတွေပေါ့နော်စပါးရဲ့အချင်းဒီကိုကျွန်တော်တော့မသိဘူးပေါ့နော်စပါးအချင်းဒီကျွန်တော်မသိဘူးကျွန်တော်ဘီဘာအိုပွဲပြီးတော့ကတော့ကစားသမားတချို့ကိုအနာပေးခဲ့တာကိုခင်ဗျားတို့မြင်နိုင်တယ်ပေါ့ဘာလို့လဲဆိုတော့ကစားသမားတွေ injury ပြည်တနာတွေရသွားမှာကိုစိတ်ပူလို့ပေါ့နော်အဲ့ဒီပွဲကစားတဲ့အချိန်ကဘောလူပွဲမတိုင်ခင်9ရက်အလိုဆိုတော့ တော်တို့မှာအချိန်ရတယ်ပေါ့နော်ဘလူးဘဲအတွက်ပြင်ဆင်ဖို့အကောင်းဆုံးအရာကကစားမားတွေကိုကစားခွင့်ပေးဖို့လဲပေးဖို့ပဲလို့သူထင်တယ်ပေါ့နော်။ဒိုင်ယာပြဿနာတွေနဲ့ပတ်သက်လို့ရှင်တော့နည်းနည်းတော့စိုးရိမ်တာပေါ့လေ။ဒါပေမဲ့လို့ကျွန်တော်တို့အကောင်းဆုံးရှင်ပြိုင်နိုင်စွမ်းရှိဖို့လိုအပ်တယ်ဆိုတာရှင်းတယ်ပေါ့နော်။ဒါကြောင့်ပေါ့နော်အဲ့လိုတွေးခဲ့တဲ့အတွက် Chelsea နဲ့ပုံမှာလူစရင်အပြည့်ထုတ်ခဲ့တာပေါ့ဗျာ။ဒါလည်းကျွန်တော်တို့အဲ့လိုငါပြောပြီးသားပါ။နီးပြဖြစ်သူ Amorin Kuran ကိုကကျွန်တော်အနေနဲ့ပေါ့နော်။အဲအဲ့ဒီတုန်းကလေးကသူပြောထားတာသိတယ်မလားနော်။အချိန်ကြီးဒီ ကြားထဲမှာ9ရက်လောက်ရှိတယ်ဗောဗျာ injury တွေကိုစိတ်ပူပေးမဲ့လေလို့ဘိုလ်လူပွဲမှာအကောင်းဆုံးကစားနိုင်ဖို့ဆိုလို့ရှိရင်တော့တော့တော့ဘိုလ်လူပွဲမှာအကောင်းဆုံးကစားနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုရီကအဲ့ဒီမတိုင်ခင်တွေကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေမှရမှာဗောဒါကိုသူပြောထားပြီးတော့သူကအဲ risk ယူပြီးတော့ဗျာအရာအလုံးကတော့ risk မယူရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလေနော်သူအကောင်းဆုံးပြင်ဆင်နေဗောဗျာဒါကိုသူပြောထားတာဆိုတော့အဲ့ဒီတော့က injury ပြဿနာတွေဘာတွေမကြုံခဲ့ရဘူးဆိုတဲ့အခါကျတော့ဒါအတင်းအတွက်တရင်ကောင်းမယ်ဘာပဲပြောပြောနော်ဒါအတင်းအတွက်တရင်ကောင်းမယ် โอเคเอ่อกูမျိုးတက်ဦးကျေးဇူးများကြီးတင်ပါတယ်စူပါချက်တွေเนาะနိုင်ပါပါတယ်เนาะစိတ်ခံစားချက်ကတော့တိမ်တွေပေါ်မှာပဲရောက်နေတယ်ဗျာเนาะโอเคပါကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့เนาะဟိုစိတ်ထဲမှာရှိတယ်လို့ကျွန်တော်တို့မျှော်လင့်ထားတယ်လို့အကုန်လုံးအပေါင်းလက္ခဏာစောင့်ဖို့ပဲဖြစ်လာပါစီလို့ပဲကျွန်တော်တို့ဗောနော်အဲတော့မျှော်လင့်ရမှာဗျာเนาะဒါအပြင်သူ့ကိုနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့မေးထားတာကျွန်တော်ရှိသေးတယ်เนาะအဲမနေ့က FV Blah Fine နေမှာ Resmel Whiteland ကိုအရင်ထားပြီးတော့ဖလားရခဲ့တယ်လို့ဗောနော်အခုဒီပွဲမှာရော တိုက်ဆင်မှုမပါဘဲနဲ့ပွဲထွက်နိုင်သလားပေါ့နော်ဟိုဒါကူကျွန်တော်အနေနဲ့နီးပြကတော့ဗာပြောထားလေးဆိုတော့ကျွန်တော်ရဲ့ system ပေါ့နော်ကိုတင်းကစားတဲ့ system ကတာမန်ယူးယူးလေးပဲပေါ့နော်တာမန်ယူးယူးလေးပဲကစားမတွေရဲ့ character တွေအပေါ်အမျိုးမျိုးပြောင်းကောင်းပြောင်းသွားနိုင်တဲ့ character တွေပေါ်မူတည်ပြီးတော့ပေါ့နော်တခြားအသင်းတွေရဲ့ system အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကဘာမှသိပြီးတော့မထူးကြဘူးပေါ့ဗျာကြည်ကြည်ပေါ့ပေါ့သူပြောထားတယ်အဲဒီနေရာမှာ तू ကတော့ဘာမှတော့ပြောမထားဘူးပေါ့ဗျာဟုတ်တယ်မလားဘာလို့လဲဆိုတော့ Chelsea နဲ့ပွဲမှာ ရက်စမဲဟွိုင်လန်ကဘလူးမန်အလုံးမဖြစ်ခဲ့ဘူးကိုနော်အလုံးကအလုံးမဖြစ်ခဲ့တော့ okay အဲ့ဒီတန်ကလူမျိုးဒီမလားဒီဖိုင်နယ်မှာရက်စမဲဟွိုင်လန်မပါဘဲနဲ့မြန်ရှာပြင်ဆင်လာမလားပေါ့နီးပြားကတော့ရှိတယ်ချက်စီနဲ့ပွဲမှာသူပါပြောလဲဆိုတော့ချက်စီနဲ့ပွဲပြီးတော့ဘယ်ကစားမားတွေကိုကျွန်တော်ဖိုင်နယ်အတွက်ယူရမယ်မယူရဘူးဆိုတာမျိုးကိုသူပွန့်ပွန့်လင်းလင်းသိသွားတယ်ဆိုပြီးတော့သူပြောသွားတယ်တချို့ကစားမားတွေကတော့ချက်စီနဲ့ပွဲမှာပါခဲ့တဲ့တချို့ကစားမားတွေကတော့ အရန်ကုန်ကိုထားခဲ့ခံတဲ့အချင်းညို့မှာရှိတယ်။ပရိသတ်တွေကလည်း Resman White နဲ့ပွဲထွက်လာတာကိုမလို့ချင်ကြဘူးဗျာ။မန်းနေပြောရင်ဒီလားတိုက်စစ်မှာ White လန်ကိုပွဲမထုတ်နေတော့ပါညာပေါ့။အပြည့်တနာကနီးပြအတွက်တခြားရွေးချယ်စရာဘာရှိလဲဆိုတော့လေဘာမှလည်းမရှိပြန်ဘူး။ဒီမှာ White လန်ညမှာကျွန်တော်တို့ဘူးသူပါမလဲ။ထားပါတော့ Zixy ဆိုလို့ရှိရင်ဒုတိယပိုင်းမှာထည့်မှာပဲ။ပထမပိုင်းပါလာလို့ရှိရင်ကျွန်တော်တို့အချိန်မီရွေးပါမစိုးဖြစ်သွားနိုင်တယ်။အကယ်လို့ဒုတိယပိုင်းဆိုလို့ရှိရင်တော့ပြည့်တနာမရှိဘူးဗျာ။သိတယ်မလား။ဆိုတော့ပွဲထွက်လူစင်မှာ Zixy ကပါခြင်းမှပါမှာ။ ဲ့တော့ zigzag လည်းမရှိဘူး white line ကိုလည်းမထည့်ကျင်ဘူးဆိုကျွန်တော်တို့ဘယ်သူရှိသေးလဲเนาะကျွန်တော်ရဲ့ main new တို့ bruno တို့အမြင်ပေါ်ဘာမှအဆင်မပြေဘူး white line ကလည်းအမြင်ပေါ်ကလုံးလုံးကြီးအဆင်မပြေသလားဆိုတော့မဟုတ်ဘူးဗျာရှင်တော့လူတာပဲရတာမရတာတက္ကန်ဒအတိတယ်မလားเนาะသူပြင်ပြေးညံနေလှွားနိုင်နေဗျာအဲ့ဒါမျိုးဆိုတော့ white line မှာထက်ပြီးတော့ပါလာလိမ့်မယ်လို့ထင်ပါတယ်နီးပြအတွက်အများကြီးအပြောင်းလဲမရှိတာကနည်းနည်းလေးတော့ဒါ challenge တော့ကျွန်တော်ဖြစ်တာပေါ့လीเนาะ အဲနောက်တစ်ခုကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်ကြည့်ကြည့်အောင်နောက်တစ်ခုကနီးပြကဒီဖလားကပေါ့နော်ကျွန်တော်တို့အတင်းရဲ့အရာရာအတွက်ဒါပထမဆုံးခြေလင်းဖြစ်လာမလားဆိုတာဒီချိန်မှာပြောဖို့ကတော့ impedance ခရင်သေးတယ်ပေါ့နော်အခုချိန်မှာယုံကြည်မှုရှိဖို့လိုအပ်တယ်ပေါ့ဗျာအတင်းကျွန်တော်တို့အတင်းမှာကအဲဒီအများကြီးကျွန်တော်တို့ပြောင်းလဲဖို့လိုအပ်တယ်ဆိုတာကျွန်တော်တို့အလုံးကောင်းကောင်းသဘောပေါက်ထားတယ်ပေါ့ကစားမခေါ်ယူတာတွေနော်အကယ်ဒမီကဏ္ဍတွေဒီလိုမျိုးနဲ့ပေါ့နော်ကဏ္ဍအများကြီးကိုကျွန်တော်တို့တိုးတက်အောင်လုပ်ဖို့ရှိတယ် ဒါအပြင်ဒီအဲ့ဒါတွေကဖလားတလုံးရသွားရုံနဲ့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးပေါ့။နော်မန်ချက်စတာယူနိုက်တက်လိုကလပ်အသင်းကိုထိတ်ဆုံးပြန်ရောက်ဖို့အတွက်ကျွန်တော်တို့ဖြည့်ရှင်းရမယ်ပူကြီးမားတဲ့ကိစ္စတွေကျွန်တော်ရှိနေတယ်ပေါ့နော်။မနေ့ပြန်မှာအဲ့ဒီနိုင်ပွဲရဲ့ခန်းစားချက်ကကျွန်တော်လုံရမယ့်အလုပ်တွေကိုပို့ပြီးတော့လှုပ်ဆောင်နိုင်ဖို့အတွက်ခွန်အားတွေအပြည့်အဝပေးပါလိမ့်မယ်ဆိုပြီးတော့သူကတော့ပြောထားတယ်။ကောင်းကောင်းသူကပေါ့ဖို့လေဒါကတော့နီးပြအဖြစ်သူတို့ပြင်အမှုရင်ပြောထားတဲ့အရာတွေပေါ့လေ။ဆိုတော့ချီနီကရောဘလူးဘလူးမြင်ရတယ်နော်။ဆိုတော့ press conference မှာက ကျွန်တော်အနေနဲ့ဒီနီးပြဖြစ်သူရူဘင် MOD အပြင်တို့ကပတိန်ဘရူနိုဖန်ဒက်စ်ကောဟယ်ရီမဂွိုင်းယားရောကျွန်တော် join နေဆိုတော့သူတို့နှစ်ယောက်ပြောတာလေးတွေလည်းကျွန်တော်ရှိရနော်သူတို့နှစ်ယောက်ပြောတာလေးတွေကျွန်တော်ရှိတယ်ဆိုတော့မဂွိုင်းယားကတော့ဘာပြောပြောထားလေးဆိုတော့အသင်းမှာပေါ့နော်သူအနေနဲ့ပုံမှန်ပြန်ပြီးတော့ပွဲထွက်ကစားခွင့်ရတာအင်မတန်ကောင်းနေပေါ့ဗျာအဲမီဒီယာတွေရဲ့ချီးကျူးသွန်းနေပါတယ်တော့ကျွန်တော်တိတ်တော့အလေးနဲ့မထားဘူးပေါ့လေဘာလို့လဲဆိုတော့ဒီနေ့မှာကိုကအင်မတန်ချီးကျူးခံရတဲ့ကစားမဖြစ်ပြီမဲ့နောက်တနေ့ကျလို့ရှိရင်ကိုဟာ ဘီလိန်တယောက်ပြန်ပြီးတော့ဖြစ်သွားနိုင်တယ်မဟုတ်လားမဟုတ်လားဗောနော်ဆိုတော့ United လို့အသင်းမျိုးမှာကတို့ကျွန်တော်တိုင်ပက်လို့မရအောင်ဗောနော်အပြောင်းလဲရှိတယ်ဗောဗျာဒါအပြင်သူတို့ကတော့ဗောနော်ပွဲတိုင်းကိုအကောင်ဆုံးကြိုးစားပြီးတော့ကစားတာပဲဗောနော်မြေ United အတွက်ကစားတဲ့ပွဲတိုင်းမှာသူရဲ့အကောင်ဆုံးဆိုတာတွေကိုသူပဲလူလုံးပြဖို့ကြိုးပမ်းနေနော်အခုတွင်မဟုတ်ဘူးဟိုလုံးကလည်းဒီတိုင်းပဲပေါ့နော်တခါတလေမှာတိုက်စစ်ကိုကစားတာနဲ့ပတ်သက်ပြီးတော့သူကတော့မန်နေဂျာဗျာပေါ့နော်ကျွန်တော်ကိုလေ့ကျင့်ဝင်နေမှာဘောလုံးဆွဲပြတာတွေလည်းလှုပ်ခိုင်းနေပေါ့နော်တခါတလေမှာ dribbling တွေကလည်းလှုပ်ခိုင်းနေပေါ့ တောင်မန်ရဲ့ရှောက်အတက်စင်းပေါ်လေးပေါ့နော်အဲဘီဘောင်နဲ့ပွဲမှာဆိုလို့ရင်ကျွန်တော်တောင်မန်ရောက်သွားပြီးဘောလုံးနေပိုင်းတော့ကန်တင်ပိုးပေးနိုင်ခဲ့တယ်ပေါ့အဲမဲ့လေးပေါ့နော်ပွဲရဲ့နောက်ဆုံးမိနစ်တင်မှာတိုက်စီကိုတက်ကစားခဲ့မှုတဲ့အခြေအနေရှိတယ်ပေါ့အဲမနက်ဖြန်မှာတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ပွဲကိုပေါ့နော်ကိုဘက်ပါလောင်ရက်လက်တွေကိုနောက်ကနေပြင်လိုက်မကစားဘူးမျိုးလင်းနေကျွန်တော်ခန်းစစ်မှာကစားရတာပဲပျော်တယ်ပေါ့ဗျာပြောလို့ရှိရင်သူပြောတာလည်းမှန်တယ်အမှန်တမ်းပြောရင်ဟယ်ဒီမကွိုင်းယားကိုကျွန်တော်တို့တိုက်စစ်ပို့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဒါတခုပဲရှိတယ်ဘာလို့လဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကရလကအောက်ကြနောက်ကြဖြစ်နေလို့ပဲဘလူးမန်တိုက်စစ်စင်လို့မရတဲ့အခြေအနေမျိုးမှာအဲ့ဒီမကွမ်းရကိုရှိဖို့ပို့မယ်မကွမ်းရစီဖြစ်တင်ပေါ်ပြီးမယ်ကောင်းတိုက်ဖို့ဂျူပန်မယ်ဒါပဲကျွန်တော်တို့ကအဲ့လိုဖြစ်လို့မရဘူးပွဲကိုကိုရီးယားပဲဥဆောင်ကိုရီးယားပဲထိန်းချုပ်ဖို့ဂျူပန်ရလက်ပိုင်းအရာကိုပါပဲပါပဲဖြစ်ဖြစ်ကိုရီးယားပဲကျွန်တော်အရာအလုံးကိုရှေ့ဆုံးကကျွန်တော်ဖြစ်နေရမှာနောက်ကလိုက်ကစားရတယ်လို့ဘာလို့ကဘယ်တော့မှကောင်းတဲ့လက္ခဏာမဟုတ်ဘူး ခမ်းဘက်ကကောင်းပြီမဲ့လို့ခမ်းဘက်မလုံနိုင်တိုင်ဘက်မှာဟုတ်တယ်မလားနော်ဆိုတော့ကိုရီတွေကဥဆောင်ကိုရီကျွန်တော်ရဖို့လိုတယ်ပွဲကူခက်နီနီမစနိုင်ဘူးကျွန်တော်လိုတယ်ကိုကောင်တွေကပွဲတွေပါပြီးဆိုအထတာအနှေးတာတည်တယ်မလားဆိုတော့အဲ့လိုမျိုးမျိုးကြီးကျွန်တော်မဖြစ်ဖို့လိုတယ်ကစားမားတွေနေနဲ့ငါတို့ဒီကွင်းထဲမှာဒီအကွင်းရဲ့ပေါ့နော်ကျွန်တော်ဒါအသင်းကိုတော့ငါတို့အနိုင်ယူထားဘူးတယ်ဆိုတော့ကျွန်တော်တို့ဟိုမျိုးရရှိနေမှာကျွန်တော်ရမှာနော်ရှိနေမှာကျွန်တော်ရမှာကစားမားတွေကိုကိုကိုယုံကြည်မှုရှိဖို့လိုတယ်နော်ဆိုတော့ကပတိန်ဘရူနိုကလည်းကျွန်တော်တချို့ပြောထားတာလေးတွေကျွန်တော်ရှိတယ်ပေါ့နော် ီဆူဖလားကကျွန်တော်တို့အသင်းရဲ့အတိတ်ကိုပြောင်းလဲပြီးမှမဟုတ်ဘူးဆိုတာမှန်နေပေါ့ဒါပေမဲ့လို့အနာဂတ်ကိုတော့အများကြီးတက်ရောက်မှုရှိစီမှာမနော်ဒီလိုပြိုင်ပွဲတစ်ခုအနိုင်ရတာရဲ့အကျိုးဆက်ကအသင်းအတွက်အများကြီးအကျိုးပြုတယ်ပေါ့ဗျာချန်ပီယံလိမ့်မှာတင်ရတင်ရရမယ်ကလပ်အတွက်ဝင်ငွေတွေကျွန်တော်ရမယ်ပေါ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကပြိုင်ပွဲတိုင်းရဲ့အကောင်အဆုံးအထိပေါ့နော်သူအဲရောက်အောင်သွားပြီးတော့ဆူဖလားတွေရယူဖို့ပဲကျွန်တော်ကတော့ဥရောပဖလားကို ယူပေးနိုင်တဲ့အသင်းကောင်းဆောင်တွေကတူဖြစ်လာမယ်ဆိုတဲ့အထီတော့ကျွန်တော်အဲ့ဒါတွေကိုအဲ့ကိစ္စတွေကိုခေါင်းထဲထည့်မထားဘူးဗောနော်အဓိကတော့ Manchester United ကိုဖလားယူပြီးတော့ပြန် Manchester ကိုဖလားယူပြီးတော့ပြန်လာနိုင်ဖို့ပဲဆိုတယ်သူပြောထားတယ်ဒီနေရာမှာဗျာဟို Bruno Bruno ဆိုပေမဲ့လည်းလို့ဗောနော်ကျွန်တော်ကစားသမားတွေကပါကလပ်အသင်းအတွက်ဝင်ငွေတွေလိုက်တွေးပြီးနေရတာတွေကအသင်းရဲ့ကျွန်တော်တို့အခြေအနေမဟန်တော့တာကိုပြတာပဲချန်ပီယံလိမှာနေရာတနေရာရမယ်ကလပ်အတွက်ဝင်ငွေရမယ်ဗောအသူပြောတာမမားပါဘူးဒါပေမဲ့လို့ ကစားမားတွေကုရမ်းမှာအဲ့အဲ့ငွေကိစ္စကြီးတွေလိုက်တွေးနေရတာကြီးကတိတ်တော့မဟန်မှုပြသေးလားတိတ်တော့မဟန်တော့ဘူးအောင်မြင်မှုအောင်မြင်မှုအောင်မြင်မှုဆိုတာတွေပဲကျွန်တော်တို့ကြည့်နေရမှာသိတယ်မလားဆိုတော့ကလပ်အသင်းဘယ်လောက်ထိတိုင်ပက်နေလဲကျွန်တော်တို့ကောင်းကောင်းမြင်နိုင်တယ်သူပြောတာမှန်တယ်ရှိတယ်ဘာပဲဖြစ်ဖြစ်ဗျာဒါတွေကအချိန်ကြီးဟမ်းမနေဘူးသိလားဆရာသမားကြီးအချိန်ကြီးဟမ်းမနေဘူးဆိုတော့ဒါကနီးပြမကွိုင်းရဖန်နက်စ်တူပြောထားတဲ့အကြောင်းအရာတွေပေါ့လေဆိုတော့ဆရာသမားကြီးအချိန်ကြီးဘလို့တော့ညီညာယုံကြည်မှုရှိကြတာချွင်ချွင်ကြီးကတော့ ချို့ညီကိုတွေကတော့ဗါလဲအာငါတို့ကတော့ယုံကြည်မှုရှိထားမှရမယ်တင်မဟိုခန်းစားချက်တွေကောင်းနေတယ်ဘာညာတွေကျွန်တော်ပြောခန်းစားချက်ကကောင်းမှရမယ်ကျွန်တော်လည်းပဲမနိုင်ပြောမယ်ဆိုလို့ရှိရင်စပားကိုဒီယာဒီမှာကျွန်တော်တို့၃ငါရှုံပြီးသွားပြီဗျာတည်လား၃ငါရှုံပြီးသွားပြီထက်မရှုံဘူးလို့တယ်ဒီဖိုင်နယ်ဒီဖိုင်နယ်ဟာအများကြီးရေးကြည့်တယ်ဖိုင်နယ်ဟာအများကြီးရေးကြည့်တယ်ကျွန်တော်ဘောနော်ဟိုဖိုင်နယ်ကဘာမဆိုကျွန်တော်တလက်ရှိပြည်ရင်းပွဲစဉ်မဟုတ်ဘူးဗျာတည်လားပြည်ရင်းပွဲစဉ်မဟုတ်ဘူးကျွန်တော်ကိုဒီခုနကပြောသလိုပဲဒီကွင်းမှာလည်းငါတို့အနိုင်ယူဘူးတယ် เนาะဒီကွင်းမှာလည်းကျွန်တော်အနိုင်ယူဖို့တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုလုံးဝနိုင်မှကျွန်တော်ရမယ်ဆင်းတယ်မှာနိုင်အောင်ကြိုးပမ်းမှကျွန်တော်ရမယ်เนาะကာနာချူကာနာချူတောင်းတဲ့အဓိကဖလားအဓိကကဖလားပဲဆိုတော့ကောင်းတာပဲပြောပြเนาะပြောကြတာပဲကစားမတွေပွဲမစခင်ရတော့เนาะကွင်းထဲမှာဒီကောင်တွေဘာလုံးနိုင်မလဲကျွန်တော်ကြည့်ရမှာပဲเนาะโอเคကြည်မာကြည်မာကြည်မာတယ်အဲကမ်ဘက်ရတာဗျာတဲ့ယူနိုက်တက်လို့အတင်းကြီးမှာပဲရှိတော့ဗျာအော်โอเคကျန်တယ်မာเนาะကမ်ဘက်ဆိုတော့ကမ်ဘက်ဆိုတာဘာလို့ဖြစ်လာလဲ ခံဘက်ဆိုတာဘာလို့ဖြစ်လာလဲဆိုတော့ကိုကဥဆောင်ကိုဒီမသွင်းနိုင်လို့ဖြစ်လာတာဆိုတော့ခံဘက်တိုင်ကကောင်းတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ခံဘက်ခံဘက်ဖို့ကဗျာအာမခံချင်မရှိဘူး။အဲ့ဒါပဲအာမခံချင်မရှိဘူးလေဂိုးတွေပြန်သွင်းရဖို့ဂိုးတွေအမှန်ကန်ပြန်ပြီးတော့သွင်းရဖို့ဒါအာမခံချင်ကျွန်တော်မရှိဘူးလေနော်။အာမခံချင်ကျွန်တော်မရှိဘူး။ဆိုတော့ဥဆောင်ကိုဒီကိုဘက်ကပဲကျွန်တော်ရဖို့လိုတယ်။နော်ကျွန်တော်တို့ပြီးရင်အဲ့ဥဆောင်ကိုတိုင်ကျွန်တော်ပွဲပြီးသွားဖို့ကျွန်တော်လိုတယ်။ခံဘက်ဆိုတာမျိုးကမင်းမင်းအာမခံချင်မရှိဘူးပြန်လာဖို့ကနော်။ဂိုးရင်သွင်းတဲ့ကောင်အာသာချက်ရှိမှာပဲရှင်းရှင်းလေးရေနော်။ လေးကတော့မရှုံးပါဘူးဗျာတဲ့နော်ကျွန်တော်တို့ကျွန်တော်ချင်းရဲ့ညီကိုတွေ1100ကျော်ရှိပါတယ်1200ကျော်ရှိပါတယ်တယောက်ချင်းစီတဲ့ကိုကျေးဇူးများရပါတယ် channel လေးက subscribe ပါကျွန်တော်တို့ဒါ2သိန်းကိုကျွန်တော်ကျော်လာပြီပေါ့နော်ဆိုတော့ channel လေးကို subscribe နဲ့တူဆိုရှင်နေပြီးသားကိုတောင်းဆိုပါတယ်ကျွန်တော်တို့အတွက် immediate အရေးကြီးတဲ့နေ့ပါထုံးတဲ့အတိုင်းပဲကျွန်တော်ညကြရင် watch လောင်းကျွန်တော်မှာတွေ့ပါမယ် watch လောင်းမတိုင်ခင်လဲကျွန်တော်ကိုလည်းရုံးနေပေါ့နော်အဲ့ဒီအတွက် live လုပ်ဖို့ကျွန်တော်စီစဉ်ထားတယ်အဲကျွန်တော်တို့ live လုပ်ပြတဲ့ဆိုလို့ရှိရင်မိနစ်20လောက်ကြိုပြီးတော့ schedule လုပ်ပါမယ် ဒီကြားထဲမှာလည်းတတိနေကြတာတွေကိုကျွန်တော်တင်ပေးသွားဖို့ကျွန်တော်ရှိတယ်ဆိုတော့ကြည့်ရှုပါပြီးညီကများအလုံးကိုချစ်သူများတွေပါတယ်ဆိုတော့ဗီဒီယိုလေးကို like လုပ်လို့မနစ်ရသေးဘူးဆိုလို့ရင်လည်းပဲနှိပ်ပြီးသွားဖို့ကျွန်တော်တောင်းဆိုပါရစေ။နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။